မိမိတို့ Facebook ကောက်ကပို့တွေပြီးဖြစ်နေ Okay ဟုတ်ပြီဒါဆိုမိတ်ဆွေတို့ရဲ့ Facebook ကောက်လေးထဲဝင်လိုက်ပါကိုယ့်ရဲ့ Facebook ကောက်လေးထဲဝင်လိုက်ပေါ့နော်ဝင်ပြီးပြီဆိုရင်ပေါ့နော်ကိုယ့်ရဲ့ profile လေးတစ်ချက်နိုင်လိုက်ပါဒီ profile လေးတစ်ချက်နိုင်ပေါ့နော် profile လေးနိုင်ပြီးတော့ setting လေးထပ်မှန်ပြီးတော့နိုင်ပါ setting လေးထပ်မှန်ပြီးတော့နိုင်နိုင်ပြီးပြီဆိုရင်ပေါ့နော်ခဏလေးစောက်ပြီးလက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပေါ့နော် တက်လီနေပို့ဆွဲတင်ပြီးတော့ဒီမှာ activity law ဆိုတဲ့ဟာလေးတစ်ချက်ရှိတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်နေပါပြီးပြီဆိုရင်ပေါ့နော်ဒီနေရာမှာဗာနေရမှာလဲဆိုတော့တစ်ချက်နေရမှာဖြစ်တယ်ပေါ့နော် your facebook activity ဆိုတဲ့ဟာလေးတစ်ချက်နေရမှာဖြစ်တယ်ပေါ့နော်ဒီဟာလေးပေါ့နော်ဒါလေးတစ်ချက်နေပါနေပြီးပြီဆိုရင်ပေါ့လက်လီနေပို့ဆွဲတင်ပြီးတော့ဒီမှာ post ဆိုတဲ့ဟာလေးတစ်ချက်နေပါဒီဟာလေးပေါ့နော် post ဆိုတဲ့ဟာလေးတစ်ချက်နေပြီးတော့ ဒီမှာနောက်တစ်ခုကတော့ UI အပို့ပေါ့နော် photo and video ဆိုတဲ့ဟာလေးတစ်ချင်နေပါပေါ့နော်အဲဒီဟာလေးဒါဆိုနေပြီးပြီဆိုရင်ပေါ့နော်ခဏလေးစောက်ပေးပေါ့နော်ဒီမှာကျွန်တော်တို့အကုန်လုံးကိုတင်ထားတဲ့မြအပို့လေးဖြစ်မယ်ဆိုရင် video လေးတပုံလေးအကုန်လုံးဖြစ်မယ်ဆိုရင်ဒီမှာအိုးဆိုတဲ့ဟာလေးတစ်ချင်နေပြီးပါတွေ့လာပေါ့နော်အိုးလေးတစ်ချင်နေပြီးနေပြီးပြီဆိုရင်တော့ဒါအော်မိုက်ပုံလေးတစ်ချင်နေပြီးလေးပါအဲဒါဆိုပေါ့နော်ကိုတင်ထားတဲ့မြ video လေးအကုန်လုံးပြတ်ပါပြီခင်ဗျာအားလုံးပဲမင်္ဂလာပါပေါ့နော်အဆင်ပြေကြပါစေ